ကြနေအရင်ကလည်းကိုတဲ့ဒီပုံစံလေးပဲတပိတာကြီးလာတော့နော်အိုးလာပေါ့ကိုကြီးနော်အဲလိုတားဖရွယ်ပဲအသက်ရွယ်ရဟုတ်တယ်သူ့ပြင်ကျွန်တော်နဲ့တငယ်ချင်းဟုတ်ဟုတ်တောင်းလိုက်တယ်လေချီချူးကျင်တာက तू ကဘတ်စုံတော်နေရဲ့ပြဿနာပြဿနာဟုတ်တယ်ပြဿနာအာကိုသိန်းတော်တော်ပြဿနာပဲဘာလို့ဟုတ်တယ် तू ကကိုသိန်းထံသချင်းပို့ဆိုတတ်တယ် ကိုသိန်းတဲ့ instrument တွေကိုပုံပြီးတီးတတ်တယ်ကိုသိန်းကမတော်တော့ပါဘူးအဲ့တော့အဲ့ဒီဟာတွေကကိုသိန်းတော့မနာလို့ကြရပဲဩဒါကိုသိန်းတော့ပြဿနာတော်လုံးလို့ဖြစ်နေနာလိုတာပေါ့ကိုသိန်းပြီးတော့သူကဒီဘက်ဒီဘက်သေုပ်ဆောင်ဘက်မှာပါလာပြီးတော့အားကြောင့်စာပို့ရင်မကြည့်ရပါဘူးနာရီလိုနေရောဘယ်သူမကြည့်อ่ะစာမပြောင်းလဲအေးမပြန်တော့သူဘယ်တော့စာပြန်လို့ဆက်အောင်မတွေ့ဘူးဆိုတဲ့အတန်ကမကြားချင်တွေ့အောင်လိုက်ရှာမင်းတို့လုံးမဟုတ်လားမင်းနဲ့မောင်းဘာလို့ညဘာကြည့်နေရလဲမောင်းလေလာလို့မတရားတော့မေးလိုက်ကြတာဟဲ့ ထွေလာထဲမှာထွေလာထဲမှာထွေလာပါဆိုင်ကင်သားမှာဆိုင်ကင်သားမှာတွန်းလာမေလာတကယ်တမ်းပြောလို့ချင်းဒီကလေးကသူ့အခုဒီပဲမရောက်ခင်ဟို PC ကွေးတွေကခင်တာတော့ဟိုသူနဲ့ကျွန်တော်တွေကခင်တယ်အဓိကကြော်ညာရိုက်တခုမှာစားခင်တာမမရရလဲသူအဲ့လိုဟိုကဘဲလန်ဝီလီစီးရင်းတယ်လားမသိဘူးချော်လဲရလဲချော်လဲလို့ခြေတော့ခောက်သွားလို့အဲ့မှာသူ့ကိုသွားပြီးတော့ရှူတယ်မှာပြည့်စုံပါသေးတယ်အဲ့ကလေးကခင်တာခင်ပြီးတော့တော်တော်ကြာပြီသိလာတာဆိုတော့ စကားအတူတူရိုက်ကြတာတော့ဒီကားမှာပရမောဆုံးဆုံးပါခင်တာတော့ကြာတယ်ဒီကားလေးပေါ့ပါအခုကဘူချောရအောင်ဒီတသိမ့်မဲ့ဘူကဘူချောရအောင်ထောက်လိုက်တာချောပါရဲ့ချောတာအရင်ကလည်းကိုသိန်းဒီပုံစံလေးပဲတပိတာကြီးလာတော့နော်ပိုလာပေါ့ကိုကြီးနော်ဒါတို့တားဖားရွယ်ပဲအသက်ရွယ်ရဟုတ်တယ်သူ့ပြင်ကျွန်တော်နဲ့တငယ်ချင်းဟုတ်ဟုတ်ထောက်လိုက်တာကလေးတွေကတော့ဒီလိုပါပဲကလေးတွေကတော့ငငယ်တော့ကတော့ကလေးယူဒါပေမဲ့ ဟိုကြီးလာတဲ့အခါမှာယောက်ျားလေးပဲရှိမိန်းကလေးပဲရှိကိုယ့်ကိုပြင်သက်ဆင်သက်လာတယ်ဝိတက်စားတက်လာတယ်ဆိုကိုလာဒါပေမဲ့မိလာကတော့မိန်းကလေးဖြစ်တဲ့တကူကြီးခွာဖြစ်တာပေါ့နောက်တစ်ခုကကျတော့မိလာရဲ့အလှအပဆိုရတဲ့ကျွန်တော်ကဒီကလေးကိုချီးကျူးချင်တာကသူကဗတ်စုံတော်နေရဲ့ပြဿနာပြဿနာဟုတ်တယ်ပြဿနာအကိုသိန်းတော်ပြဿနာပဲဘာလို့ဟုတ်တယ်သူကကိုသိန်းထက်သချင်းပုံစိုးတက်တယ်ကိုသိန်းထက် instrument တွေကိုပုံကြီးတက်တယ်ကိုသိန်းကမတော်တော့ဘူးအဲ့တော့အဲ့ဒီဟာတွေကကိုသိန်းတော်တော်မနာလို့ကြရပဲအော်ဒါကိုသိန်းတော်ပြဿနာတော်လုံးလို့ဖြစ်နေနာလိုတာပေါ့ကိုသိန်းပြီးတော့ ်သူကဒီဘက်ဒီဘက်သေယုတ်ဆောင်ဘက်မှာပါလာပြီးတော့အားကြောင့်စားပွင့်မကြည့်ရဘူးနားရီလိုနေဘာလို့မကြည့်ရစားမပြောင်းလဲမပြန်တာသူဘယ်တော့စားရတော့ဘယ်ကပြန်ချိန်ရအောင်ပြန်ချိန်ဘယ်လာမဟုတ်ချောက်ပြောနေသူချိန်တာတကူဆိုရင်သူကအကောင့်နံပါတ်ကြီးလည်းပြောင်းပြစ်တယ်ဘလို့မှရှာလို့မရဘူးဒီနေ့ပွဲလာမလားမလားမလားမေးမလို့အကောင့်အကောင့်နံပါတ်ကိုရှာဘလို့မှရှာမတွေ့ဘူးပြီးတော့ပါပါ Eric Eric ဘူးစံတော့ဟိနခေါ်ပြည့်တယ်ဘာလဲ Eric ကျွန်တော်ငငယ်တော့အဲ့လို ဟိုအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးသင်တန်းတွေကျောင်းတွေတက်တော့နိုင်မယ်ပေါ့ကျုပ်သိတံမိုးထားပြီးတော့မျက်နှိုးရရဲရမုံကိုအခုလိုဆိုက်ဆိုင်နဲ့များရောက်လာပို့ဆောင်ပေးရအတွက်ခင်ဗျားတို့အားလုံးကျေးဇူးများကြီးတင်နေပါတယ်သင်ပစ္စည်းလေးတွေအဲ့လိုရန်ချိဟိုက်ကိုကြီးတောင်းနေစာတင်ပါတယ်အဲ့လိုပါကိုကြီးကလေးတွေအဲ့လိုပဲစကားတက်တယ်စုကမ်းမှာဆိုလို့ချောရဲဟာပဲရှိမှာပါချောရဲဟာပဲရှိမှာပေါ့အဲ့လောက်ပါကျွန်တော်ကတော့ထွေထူးပေါ့ကျွန်တော်မရှိဘူးမြေမုံကြီးကျုပ်ပြီးတော့ဒီကောင်မိုင်ရောနေလဲစစ်တယ်အဲ့လိုအဲ့လိုအကြီးနဲ့ကြီး မတရားတော့မေလကတော့ဟမ်ထွေလာထဲမှာထွေလာထဲမှာထွေလာပါဆိုင်ကယ်နားမှာဆိုင်ကယ်နားမှာတွန်းတာဟွန်းချုံမောက်ကြီးလက်ရှိရှိကတော့ကြီးလာပြီကွာငါတို့ချုံမငါညီမလေးအဲ့တော့ငါအယောင်လာဆုံးလို့မရဘူးဆုံးမဆုံးဆုံးကိုတိုင်မေလနဲ့ကျွန်တော်တို့ကစုံစင်းလုံးဝမရှိဘူးလုံးဝမရှိကျွန်တော်ကအဓိကကဗျာဟိုမေလတို့မိသားစုမှာကဒီတကယ်တော့ဒီကာကြီးကစကားကကြတော့မိသားစုဒရာမာမိသားစုကောမဒီအဓိကအခြေခံထားတာဒီဟာမှမှကျွန်တော်ကတောင်းတနေရာကနေဟို ဆပ်ပုတ်ပေးထားတဲ့ villain လေးတစ်ကောင်ပေါ့အဲ့တော့ကျွန်တော်တကယ်တမ်းစုံရတာတိုင်ရွန်ရင်ရမုံရင်နဲ့စုံစုံရတာဟုတ်တယ်ဟုတ်တယ်သူတို့တွေနဲ့အတိတ်တိတ်မစုံတမီသားစုလုံးနဲ့မစုံเนาะရံပြစ်တာနောက်ဆုံးနောက်ဆုံးတစင်းအဲ့ဟိုဟိုလေးကျွန်တော်ဒီထွေလာမှာပါတဲ့တစင်းမှာစုံဟုတ်တယ်အဲ့မှာစုံအဲ့တော့မတွေ့ဘူးဆိုတဲ့အတန်ကမကြားချင်းတွေ့အောင်လိုက်ရှာမင်းတို့လုံးမဟုတ်လားမင်းရဲ့မောင်းဘာလို့ညဘာကြည့်နေရလဲမောင်းလေလှလို့ ဟုတ်ဆယ်လာပိုင်းဆယ်ရနေကြလို့ရှိရင်ကျွန်တော်တို့ဒါဒီနေ့ကတော့ကျွန်တော်တို့တခြားလူတွေကတော့ရုပ်တရက်ကြီးကျွန်တော်တို့ဒီစကားလေးရုံတင်လိုက်ရတာဖြစ်တဲ့အတွက်တခြားသောသေဥဆောင်တွေပုံမှန်ခီးလွန်နေတယ်ခီးလွန်နေအတွက်ဒီနေ့တော့ကျွန်တော်တို့ကကံကောင်းကျင်တော့ကျွန်တော်နှစ်ယောက်ကရန်ကုန်မှာပဲရှိနေတာရန်ကုန်မှာပဲရှိတော့ပွဲလေးကိုကျွန်တော်နှစ်ယောက်ပဲတက်နိုင်တဲ့အတွက်ဒါကျွန်တော်နှစ်ယောက်ကပဲဒီစကားလေးကိုလာကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဆယ်လာပိုင်းဆယ်ရနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကာကြီးကရုပ်ချင်စကားလေးကရုပ်ရှင်တွေမှာပြသပါပြီအဲ့တော့ကျွန်တော်တို့ရဲ့စကားလေးကိုလာအောင်ကြည့်ရှုပြီးတော့တည်ငါစိတ်ညစ်နေတဲ့ အရာလေးတွေကိုစိတ်ပန်းဖြေပြီးတော့လာကြည့်ပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ဗျာတာတာ